ဒီဗီဒီယိုမှာတော့ premium subscription တွေကိုကိုယ့်အနေကိုဘယ်လိုဝယ်လို့ရတယ်ဆိုတာကိုကျွန်တော်ရှင်းပြပေးပါမယ်ဖြစ်ပါတယ်။ iOS နဲ့ပဲတော်တော်ကျွန်တော်သိရဲ့ KP ကိုတွားလိုက်ပါမယ်။ Okay KP ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီအမှာဒီဒုတိယလိုင်းမှာပေါ့နော် gift card ဆိုတဲ့ဟာလေးရှိရဲ့ဒါလေးကိုနှိပ်လိုက်ပါ။ဒီမှာဆိုလို့ရှိရင် play and chill ဒီကောင်နေကကျွန်တော် gain နေနဲ့ပတ်သက်တဲ့ account တွေဝယ်အာ gain နေနဲ့ပတ်သက်တဲ့ဟာတွေကိုပတ်စံနေဒီမှာဝယ်လို့ရတယ်နော်အစုံရှိရဲ့ PlayStation ရှိရဲ့ Xbox ရှိရဲ့ အများကြီးပါပဲနော်ဆိုတော့ဒုတိယတစ်ခုကကြောဒီမှာ entertainment entertainment ကိုနှိပ်လိုက်ပြီးတော့ဒီမှာ skynet တို့ ijun maha netflix ဒီမှာကျွန်တော်တို့ဝယ်ရမှာဒီဒီ apple ပုံစံလေးနဲ့ ijun အကောင့်ကိုပြောတာပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီ ijun ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ကအမျိုးမျိုးဝယ်လို့ရတယ်ဒေါ်လာ5ဒေါ်လာနဲ့ပြီးတော့ဒေါ်လာ100ဘူးထိဝယ်လို့ရတယ်။မှာ10ဒေါ်လာဆိုပဲစစ်ချင်တယ်ရင်ကြည့်လိုက်မယ်နော် next ကိုနှိပ်လိုက်မယ်။ ဒါဆိုလို့ရှိရင်10ဒေါ်လာကို45600ရှိတယ်။အပြင်မှာဝယ်မယ်ဆိုလို့ရှိရင်45600ကကြင်မှာကမယ်။အဲသူကသူရဲ့ service charges ပါညာထပ်ပြီးရယူထားသေးရပေါ့နော်။အာဒီ exchange rate တွေပါရှိအောင်မအောင်။ဒီမှာတော့ဒိုက်ရိုက်ဈေးနှုန်းပဲ။ကျွန်တော်နမူနာဝယ်ပြမယ်။ဝယ်ပြီးရတဲ့ကျွန်တော်တစ်ခါတည်းသုံးပြပေးမယ်နော်။ဒီမှာကျွန်တော်10ဒေါ်လာဝယ်လိုက်မယ်ဆိုပါစို့။နော်ဝယ်မယ်ဆိုတော့ကျွန်တော်ဒီမှာ pay ကိုနှိပ်လိုက်မယ်။နော် confirm ဒါကတော့ကျွန်တော်တို့ထုံးစံတိုင်းမယ်။ ကိုယ့်ရဲ့ဒီ KB password ရိုက်ထည့်မယ်။အဲ့ဒါရိုက်ထည့်ပြီးပြီဆိုတော့ချက်ချင်းသူကဒီမှာကြာလာလိမ့်မယ်။ဒီမှာတက်လား။ကုတ်နံပါတ်လေးတက်လား။အဲ့ဒီကုတ်နံပါတ်ကအရေးကြီးဆုံးပဲ။ဒီကောင်ကိုကျွန်တော် copy ယူလိုက်မယ်။ copy ပါ copy ဒီမှာလေးရနော်။ဒီကောင်ကို copy ယူလိုက်။ယူပြီးပြီဆိုတာနဲ့ကျွန်တော်ရဲ့ iPhone မှာ App Store ဆိုတဲ့ဟာလေးရှိတယ်။နော်ဒီမှာဒီကောင်လေး App Store နော်ဒါလေးကိုနှိပ်လိုက်မယ်။နေပြန်တယ်ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော် iPhone ဝယ်ပြီဆိုရယ်ကျွန်တော် iCloud account နဲ့ဝင်ထားရမှာပဲเนาะဆိုတော့ဒီအပေါ်ဆုံးမှာဒီမှာ icon လေးရှိရနော်ဒီကောင်လေး ဒါလေးကိုနှိမ့်လိုက်နှိမ့်လိုက်ပြီဆိုတော့ねဒီမှာကျွန်တော်ရဲ့ပတ်စံကကျွန်တော်စက်ဒီမှာ3ဒေါ်လာနဲ့63စန့်ကျန်တယ်เนาะဒါကကျွန်တော်မှာလက်ကျန်ရှိရဲ့ပတ်စံဒါကိုကျွန်တော်ကစောစောကျွန်တော်10ဒေါ်လာဝယ်လိုက်တယ်ပေါ့เนาะဒီမှာဘာမှမဝယ်ရသေးဘူးဆိုတော့ဒီမှာ0ပဲပြနိုင်မယ်ဆိုတော့ပြီးပြီဆိုတော့ねဒီမှာ redeem gift card ဆိုတဲ့ဟာလေးရှိရနေမှာเนาะဒီကောင်လေးဒါလေးကိုနှိမ့်လိုက်မယ်ပြီးရねဒီမှာ use camera ရှိရဲ့ enter code manually ဆိုတော့ကျွန်တော်တို့ကကုဒ်နံပါတ်ကို copy ကူထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာ enter code manually ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်မယ် ီးရနဲ့ဆဆော copy ကူထားတဲ့ဟာလေးကို paste လုပ်မယ်ဒီမှာခဏလေးဖြည့်တာအဲဒါဆိုလို့ရှင်ဒီမှာ paste ဆိုပြီးတော့ကြာလာပြီဒါလေးကိုနှိပ်လိုက်ပီးရနဲ့ redeem ကိုနှိပ်လိုက်ပီးရနဲ့ကျွန်တော်တို့ဒီမှာဒါလေးကိုခဏလေးပိတ်လိုက်မယ်ပီးရနဲ့ကျွန်တော်ဒီကိုပြန်လာမယ် icon လေးကိုပြန်နှိပ်မယ်ဒီမှာဆိုလို့ရှင်ဒီမှာတက်လာ73ဒေါ်လာနဲ့63ဆန်ဖြစ်သွားပြီဟုတ်တယ်နော်ဆဆော copy ကျွန်တော်3ဒေါ်လာကျော်ကျော်လေးပဲရှိတာဆိုပီးရနဲ့ကျွန်တော် done ကိုနှိပ်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော် subscription တွေကြိုက်တဲ့ဟာကိုဝယ်လို့ရသွားပြီကျွန်တော်ဒီမှာ10ဒေါ်လာထည့်ထားတဲ့အတွက်ကြောင့်မလို့အာ ဆိုရင်ကျွန်တော်ဝင်မယ်ဆိုလို့ရှိရင်ဘာမှမခက်ဘူးဗျာကျွန်တော်ဒီမှာ search လေးကိုနှိပ်လိုက်မယ်ဒီမှာကိုကဘယ် subscription တွေကိုတောင်းမှာလားကိုက gain ဆော့မှာလား gain ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခါကြတဲ့ gain နေပါနေတဲ့ခါကြရင် item နေပါဝယ်ရတယ်ဗောနော် item နေပါဝယ်ကျင်တယ်ဆိုလို့ရှိရင်ပတ်စံနဲ့တခါလေကျွန်တော်ဆော့ဆော့ကျွန်တော်တို့ပတ်စံဖြည့်ပြီးကိုကကိုတခါလေးဝယ်လိုက်တယ်ဒါကတော့ gain ဗောနော်တချို့ payment တွေကြတော့တခါလေးမဟုတ်တော့လားစဉ်အဲတို့မို့နှစ်စဉ် subscription တွေရှိရတချို့ကြတော့တစ်ချိန်နဲ့ပေးရုံပဲဗောနော်အဲဆိုကြပါစို့ကျွန်တော် subscription တစ်ခုကိုကျွန်တော်လုပ်ပြပေးမယ်နော် Kindmaster ရှိတယ်နော်ဒီ app လေးရှိတယ် ဆိုဒီကောင်ကိုကျွန်တော်လောလောဆယ်ယူအဲခဏလေး download ဆက်လိုက်မယ်ဒါဆိုရင် free ပေါ့နော်ဆိုတော့ကြော်ညာတွေပါမယ် watermark တွေပါမယ်အဲဒါပေါ့အဲ့တော့ဒါတွေမပအောင်ကျွန်တော် လာစဉ် subscription ဘယ်လိုပေးမလို့ cap cap လေးထုတ်နေတဲ့ကောင်ပါနော်အဲ့တိုင်းမဝယ်လို့ရတယ်ဘာမှမဖြစ်ဘူးနမူနာဝယ်ပြမယ်ဟုတ်ပြီနော်ကျွန်တော်ပြန်ပြောမယ်ဒီဝယ်တဲ့အခါမှာကျွန်တော် subscription ဆိုလို့ရှိရင်လာစဉ်ပေးရတာရှိမယ်နှစ်စဉ်ပေးရတာရှိမယ်တချို့ဟာတွေကျတော့သူကတစ်ချိန်တည်းပဲ one time payment ပဲရှိတယ်နော်တစ်ခါတည်းပေးပြီးနောက်တစ်ခါပေးကြမလို့တော့ဆိုတော့အဓိကသတိထားရမှာကအခုလို subscription တွေ တော့ group subscription ကကျွန်တော်ကတစ်ခါဝယ်လိုက်ပြီဝယ်ပြီးပြီဆိုတာနဲ့ကျွန်တော်မသိဘူးဒီတိုင်းထားထားလိုက်ကောအဲကြလို့ရှိရင်ကျွန်တော်ကမသိတဲ့ခါကြလို့ရှိရင်လဆင်းသူကပုံမှန်ဖြတ်နေမှာအခုဒီ application ဆိုလို့ရှိရင်ကျွန်တော်တစ်ခေါက်ပဲလိုရင်လိုနိုင်ရမယ်တလပဲလိုနိုင်ရမယ်နောက်တစ်ခေါက်ကျွန်တော်လိုချင်မှလိုမယ်ဒါပေမဲ့ကျွန်တော်ဒီကောင် subscription လောက်ထားတဲ့အတွက်ကျွန်တော်ရဲ့ရှာတောက်လျှောက်ဖြတ်နေမှာပေါ့နော်အဲ့တော့ဒါကိုလည်းဘယ်လိုကာကွယ်ရမယ်ဆိုလို့ကျွန်တော်ပြပေးမယ်ဟုတ်ပြီနော်ဒီတိမှာကျွန်တော်ဝယ်လိုက်မပြမတက်နိုင်အောင်နော်ဆုံးဆိုတော့ကျွန်တော်မသုံးပြလဲဝယ်လိုက်ပါမယ်နမူနာပြတဲ့အနေနဲ့ monthly ဆိုတဲ့ဟာရှိရယ် ်အဲဒီမှာရေးရလေးဆိုတော့ပိုတန်တယ်ဒါတော့ကျွန်တော်နမူနာပြတဲ့အနေနဲ့ monthly ပဲဝယ်ပေးမယ် sorry subscribe ကိုနှိပ်လိုက်မယ်ဒါကိုလုံးဝဝယ်ပေးသားဖြစ်သွားပြီ။ဟုတ်ပြီ။ယခုတတိထားမှာဆက်စပ်ကျွန်တော်ပြောခဲ့သလိုပဲဒီကောင်းကိုကျွန်တော်တို့ကလစဉ်မဖြစ်အောင်လို့ဘယ်လိုလုပ်ရမှာတော့ကျွန်တော်ကတစ်လပဲသုံးမဲ့အတွက်ကြောင့်မလို့အဲကြောင့်လို့ကျွန်တော်တို့ကစက်တင်ကိုလာခဲ့။ဒီမှာစက်တင်ရှိမယ်။ စတင်ရဒီအပေါ်ဆုံးမှာဒီမှာ iCloud ဒီ icon လေးရှိရပါတော့အာဒီကောင်လေးရှိရဒါလေးကိုနှိပ်လိုက်ပြီးပြီဆိုတော့ကျွန်တော်ဒီအောက်မှာဒီမှာ subscription ဆိုတဲ့ဟာလေးကိုရှိရဒါလေးကိုနှိပ်လိုက် ဒီမှာเนาะကျွန်တော်စပြီးတော့တွေ့နေရပြီเนาะဒီမှာဆိုရင်ကျွန်တော် subscription ဝယ်ထားတာ Adobe Photoshop ရှိမယ် Final Cut ရှိမယ် InShot ရှိမယ် Telegram ရှိမယ်အများကြီးဝယ်ထားရပေါ့เนาะဒါပေမဲ့ကျွန်တော်ဒီမှာ expire ဆိုပြီးတော့ပြနေဘာကြောင့်လဲဆိုတော့ကျွန်တော်ဝယ်ပြီးရတဲ့ချက်ချင်းကျွန်တော် cancel လုပ်လိုက်လို့နှမို့ဆိုလို့ရှိရင်ကျွန်တော်ရှိရလားစဉ်နှစ်စဉ်ဖြတ်နေလိမ့်မယ်ဒီမှာဆိုလို့ရှိရင် Kindmaster ဆိုတဲ့ app လေးရှိရပေါ့เนาะဒီကောင်ဆိုလို့ရှိရင်ဒီမှာ8.49မှာ renew July 28 28မှာပြန်ပြီးတော့တိုးလိမ့်မယ်ကျွန်တော်မသိရတဲ့အချိန်မှာလည်းသူက28မှာထပ်ထပ်ပြီးတော့တိုးနေမှာပတ်စံမရှိလို့ပတ်စံထည့်ထားရဲဆိုလို့ချင်းသူကထောက်လျှောက်ပတ်စံတွေဖြတ်နေမှာပေါ့နော် တော့တခါလေးအဲ့လိုမဖြစ်အောင်လို့ကျွန်တော်ကဒီမြားလေးကိုနှိပ်လိုက်မယ်။ပြီးရင်ကျွန်တော် cancel subscription တခါလေးနှိပ်လိုက် confirm ကိုနှိပ်လိုက်။နောက်ပြီးရင်အနောက်ကိုပြန်သွားလိုက်။အဲဒါဆိုလို့ရှိရင်ဒီမှာတွေ့လား expiring July 28 July 28ပြီးရင်ကျွန်တော်တို့ရှက်ထပ်ပြီးတော့ပတ်စံမှာဖြစ်တော့အဲကိုကပြန်ပြီးတော့ထပ်ပြီး region နဲ့ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲဒီကိုပဲပြန်လာလိုက်ဒီမှာ renew ဆိုတဲ့ဟာလေးကိုပြန်နှိပ်လိုက်ရအောင်မယ်။အဲကြလို့ရှိရင်ပတ်စံပြန်ဖြတ်သွားလိုက်မယ်။ ဘယ် premium subscription ဘယ် account ကိုပဲဝယ်ခြင်းဝယ်ခြင်းဆိုတော့ကျွန်တော်ပြောသလို KPI နဲ့ပြီးတော့တွားတွားပြရနဲ့အိုင်ကျွန်း account ဝယ်ဝယ်ပြရနဲ့အဲ့ဒီကုတ်နံပါတ်ကိုဒီထဲဖြည့်ဖြည့်ပြရနဲ့ကိုကြိုက်တဲ့ဟာကိုမှကိုယ့်ဘက်ကိုဝယ်လို့ရတယ်အာဘယ်သူမှလည်းအကူအညီတောင်းစရာမလို premium account တွေကိုစိတ်ကြိုက်ဝယ်လို့ရအောင်မှာဖြစ်ပါတယ်โอเคအားလုံးအဆင်ပြေကြပါစေဗျာနောက်ထပ် video မှာပြန်တွေ့ကြမှာနော် bye bye